ဇူလိုင်လ3ရက်နေ့ရက်ထိမိုးရွာပြီးဒေသအချို့၌မြေပြိုခြင်းနှင့်လျှက်တပြက်ရေကြီးခြင်းများရှိနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတဝန်း၌ယမန်နေ့ညနေခါနေ့ဇူလိုင်လ3ရက်နေ့အထိမိုးထစ်ချုံရွာနိုင်ပြီးဒေသအချို့မှာမိုးကြီးခြင်းနဲ့အတူမိုးသီးကြွေတာလျှက်သပြက်ရေကြီးတာမြေပြိုရာပါဝင်သဘာဝဘေးအနေရများဖြစ်ပေါ်နိုင်တာကြောင့်ဒီပြူရှောင်ချားနိုင်ကြဖို့မိုးလီဝသနှင့်ဇလဘေးဒညွှန်ကြားမှုဦးစီးဌာနကယမန်နေ့ညပိုင်းကအထူးမိုးလီဝသသတင်းထုတ်ပြန်ပြီးအသိပေးလာပါသည် ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ထိုမှာမုတ်တုံလေးအောက်ကောင်းလာနိုင်တာအရှိနဲ့အနောက်ဘက်ကရွေလျားလာတဲ့လေပွေလှိုင်းထွေရဲ့အချိန်ထွေကြောင့်ဂျွန်လ29ရက်နေ့ညနေခါနေဂျွန်လ3ရက်နေ့အတွင်းနိုင်ငံအနှံ့ဘိုးရွာသွန်းနိုင်တယ်လို့ဆိုပါတယ် စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအပါဝင်ဒေသအချို့မှာတော့မိုးတဲထန်စွာရွာသွန်းထားတဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံထားမိုးချိုးပစ်တာလျက်စီးလက်တာမိုးသီးကြွေထားလျက်တပြည့်ရေကြီးတာနဲ့မြေပြိုရာစတဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။ အဆိုပါဒေတာတွေကကုန်းမြင့်ဒေတာအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအနေရဲ့မြင့်ငယ်ချောင်းငယ်အနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ပြည်တွင်းရေချောင်းတွာလာရေးလေချောင်းပြန်တန်းရေးနဲ့ဆေးမြောင်းသာသမန်တွေအနေနဲ့လိုအပ်တဲ့ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ကြဖို့သတိပေးနှိုးဆော်ထားပါတယ်လို့သိရပါတယ်ရှင်။